အသက်26နှစ်အရွယ်နွားကျောင်းသားတဦးမှာအိမ်အောင်ရှိအမျိုးသမီးတဦးနဲ့ဖောက်ပြန်ခဲ့ပြီးယောက်ျားဖြစ်သူအိမ်ပြန်လာတော့သူတို့နှစ်ဦးမိဖို့ကြောင့်လည်းမှဖောက်ပြန်နေတာကိုတွေ့သွားခဲ့ပါတယ်။ဒီလိုနဲ့ယောက်ျားဖြစ်သူနွားကျောင်းသားကိုတနက်နေ့ပြစ်ဖို့လုပ်တဲ့အချိန်မှာနွားကျောင်းသားဟာသူ့ခါကြတဲ့ကဒါကိုထုတ်ပြီးအိမ်ရှင်ဖြစ်သူအမျိုးသားကိုထိုတက်ခါထွက်ပြေးသွားခဲ့ပါတယ်။ ဖြစ်စဉ်ကတော့6လပိုင်း22ရက်နေ့ကထိုင်းတည်တင်းနေမှာဖော်ပြလာတယ်။ထိုင်းနိုင်ငံတရံမျိုးနဲ့မှာရှိတဲ့နန်ဖုံးဆိုတဲ့ရွာမှာနေထိုင်တဲ့အသက်26နှစ်အရွယ်နိုင်ချန်နရွန်ဆိုတဲ့နှွားကြောင့်သားဟာပြီးခဲ့တဲ့20ရက်နေ့ညနေကအသက်49နှစ်အရွယ်အန်ဖုံးဆိုတဲ့အမျိုးသားကိုတတ်ခဲ့တာကြောင့်တရခံဖြစ်သူကိုထိုင်းရဲတပ်ဖွဲ့မှသူနေထိုင်တဲ့အိမ်မှာတွားရောက်ဖမ်းဆီးခဲ့ပါတယ်။နောက်ပြီးအခင်းဖြစ်ခဲ့တဲ့အိမ်ကိုထိုင်းရဲတပ်ဖွဲ့တွေတွားရောက်စစ်ဆီးတဲ့အခါမှာတော့တေဆုံသူအိမ်ရှင်အမျိုးသားရဲ့သူတွေဟာမိဖို့ကြောင့်ကနေအိမ်ရှိထီကိုအတန်းလိုက်ဖိနေပြီးတရ က်ခံဟာဆိုရင်ပြစ်မှုကျူးလွန်တဲ့အခါမှာအတုံးပြူတဲ့ဒါနဲ့တေဆုံသူအမျိုးသားရဲ့တနတ်ကိုသူ့အိမ်မှာတွားပြီးဖွက်ထားခဲ့ပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်ပြီးတရားဒါကတော့တရားခံဖြစ်သူအသက်26နှစ်အရွယ်ချိုင်နာရုံဆိုတဲ့နွားချောင်းသားဟာတေဆုံသွားတဲ့အသက်49နှစ်အရွယ်အန်ဖွန်ဆိုသူရဲ့မိန်းမနဲ့ဖောက်ပြန်နေပြီး20ရက်နေကအင်ရှင်ဖြစ်သူအမျိုးသားတော်ထဲသွားပြီးအမဲသွားလိုက်နေတဲ့အချိန်မှာတရားခံနွားချောင်းသားဟာ အန်ဖုန်ဆိုတဲ့အမျိုးသားမရှိတော့အင်ကိုလာပြီးမိမဖြစ်သူနဲ့ဖောက်ပြန်နေခဲ့ပါတယ်ဒီလိုနဲ့ယောက်ျားဖြစ်သူပြန်လာတော့မိမဖြစ်သူနဲ့နှွားကြောင်သာဖောက်ပြန်နေတာကိုတွေ့သွားခဲ့ပြီးယောက်ျားဖြစ်သူအန်ဖုန်ဟာမိမကိုမေးတယ်ဒီကောင်ဘသူလဲနင်တို့ဒါဘာလုံးနေကြတာလဲလို့မေးတော့မိမဖြစ်သူကလည်းသူကကျမအတိထဲကနှွားကြောင်သာဒီနားမှာနှွားလာကြောင်ရင်လည်းစကားပြောနေကြတာလို့ဖြေခဲ့ပါတယ် ယောက်ျားဖြစ်သူအန်ဖုံဟာမိမရဲ့ပြောဆိုချက်ကိုမယုံဘဲသူ့မျက်စိနဲ့တအပ်တွေးခဲ့တာကြောင့်သူအမဲလိုက်တဲ့အခါမှာယူသွားတဲ့တဏှန်နဲ့နွားចောင်းသားကိုပြစ်ဖို့လုပ်တဲ့အချိန်မှာပဲတရက်ခံဖြစ်သူနွားចောင်းသားဟာသူ့ခါကြမှာထိုးထားတဲ့ဓာတ်ကိုထုတ်ပြီးအန်ဖုံဆိုတဲ့အမျိုးသားကိုထိုးပြီးထွက်ပြေးသွားခဲ့ပါတယ်။အိုင်နောက်ပိုင်းမှာတော့မိမဖြစ်သူဟာရွာသားတွေကိုအကူအညီတောင်းပြီးယောက်ျားဖြစ်သူကိုဆေးရုံပို့နေတဲ့အချိန်မှာပဲလန်နေမှာယောက်ျားဖြစ်သူအသက်49နှစ်အရွယ်အန်ဖုံဆိုသူတည်ဆုံသွားခဲ့ပါတယ်။နောက်ပြီးထိုင်းရဲတပ်ဖွဲ့တွေတရက်ခံကိုစစ်ဆေးမိမ ြမြမှုပြုလုပ်တဲ့အခါမှာလည်းတရားခံဖြစ်သူဟာ သူ့လုံရဲနဲ့ပတ်သက်ပြီးဝန်ခံခဲ့ပြီးတရားခံဖြစ်သူပြောတာကတည်ဆုံသူရဲ့မိမနဲ့ကျွန်တော်နဲ့ဟာ Facebook ပေါ်ကနေစကားပြောလာတာတစ်နှစ်လောက်ရှိပြီးနှွားကြောင်ရင်နဲ့တည်ဆုံသူမရှိတဲ့အချိန်လေးဆိုသူ့မိမစီလာပြီးစကားပြောတာတွေလောက်တဲ့အခင်းဖြစ်တဲ့နေ့ကလည်းသူ့အမဲသွားလိုက်တော့ကျွန်တော်ဟာသူ့မိမနဲ့လာပြီးစကားပြောနေတဲ့အချိန်မှာသူပြန်ရောက်လာပြီးကျွန်တော်ကိုတနှံနဲ့ပြစ်ဖို့လောက်တာကြောင့်ကိုကိုကိုခူးကန့်ကာကွယ်တဲ့အနေနဲ့ခါကြတဲ့ကဒါကိုထုတ်ပြီးထိုးခဲမိတာဖြစ်တယ်လို့တရားခံဖြစ်သူအသက်26နှစ်အရွယ်နှွားကြောင်သားမှာထွက်ဆိုချက်ပေး ပါတယ်။လက်ရှိမှာတော့ထိုင်းရဲတပ်ဖွဲ့ကတရခန့်ကိုလူတန်းမှုနဲ့တရံမျိုးနဲ့ရဲစခန်းမှာဖမ်းဆီးထားတယ်လို့ထိုင်းသတင်းမှာပြောပါတယ်။